ကချင်ပြည်နယ်ပကံမြို့စံကြယ်ကြီးရာညောင်ပင်ကုန်းနဲ့ကတဲ့မော်ရီဘက်ကိုနိုဝင်ဘာ25ရက်နေ့ကစစ်ကော်မရှင်တပ်တွေစစ်ကြောင်းထိုးလာတာကြောင့် KYA ဘူပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KYA စစ်ရေးတပ်ရင်းမြကတိရပါတယ်။တိုက်ပွဲအတွင်းစစ်ကြောင်းမှုအစင်အရာရှိတယောက်အပါအဝင်စစ်တုံးပတ်တချို့ကိုလည်းဖမ်းဆီးရမိတယ်လို့ဆိုပါတယ်။စစ်ကြောင်းမှုအစင်နဲ့စစ်ကြောင်းမှုအစင်အရာရှိတယောက်နဲ့တချို့ကမိတာပေါ့နော်။အဲဟာတရားတော်မင်းတို့စစ်ကြောင်းထိုးလာလို့ perché la buona Sancho è un pinco di Tatimo, ma anche un po' la rego, no? Che lo becca a ticca di zonda a riuscire, a riuscire a piazza un po' la rego. စစ်ကောင်မရှင်ဘူပေါင်းတပ်တွေဟာ25ရင်းနေမနက်ပိုင်းကစပြီးစစ်ကြောင်းနှကြောင်းခွဲပြီးဂဒိန်မော်နဲ့လုံခင်ကြီးရွာရီဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်မရှင်တပ်တွေဟာနိုမာ25ရင်းနေကလက်နက်ကြီးဒရုန်းတို့နဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ရဲသားနေအိမ်ထိခိုက်မှုတွေရှိပြီး ဒေမိုမိသက်ယုံလက်ထိမှန်ပစ္စည်းပြီးထိခိုက်တံရရသူလည်းရှိခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ညရောကထိခတ်တာကတော့ဒီတတိမိုတယောက်ဆရာတယောက်ရဲ့အိမ်ပေါ့နော်ထိခိုက်ပျက်စီးသွားတယ်ပေါ့နော်။နောက်ပြီးတော့ဒီတတိမိုမိသက်ယုံလက်လည်းနဲ့ကြီးထိတယ်။ဒါဒီမိသက်ဝန်ထမ်းတယောက်လည်းလက်နဲ့ကြီးစားထိမှန်ကြောတံရရလို့စီယုံပို့ထားတယ်ပေါ့နော်။တိုက်ပွဲရှိရှိမရှိရှိဟာနေတိုင်းရလို့လက်နဲ့ကြီးတာကတော့တတုံးဆုံးပဲပေါ့နော်။ဒီလူတွေကတော့ဒီလက်နဲ့ကြီးတာကြားရင်ဝန်နိုင်တယ် နိုဝင်ဘာလ9ရက်နေ့ကစပြီးဖက်ကန်လုံခင်းမော်စီစာကြီးရွာတခြားစစ်ရင်အလုံးရင်နဲ့စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးစီရေလှရှားလာတာကြောင့်နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်ဖက်ကန်မှာစစ်ကော်မရှင်စစ်ကြောင်းထမှန်ဝင်ရောက်လာတဲ့အခုအပတ်တွင်မှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြီးရွာရက်ကွက်ဒီဘက်ကိုဦးတည်ပြီးလေကြောင်းအပြင် လက်နက်ကြီးစက်တိုက်ပစ်ခတ်မှုတွေကြောင့်ယထာတည်ဆုံမှုတွေလည်းစက်တိုက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်နိုဝင်ဘာလ17ရက်နေ့မှာဝိုက်ချောလီရင်နဲ့လာရောက်ပုံကျခဲ့တာကြောင့် မိခင်ဖြစ်သူမြို့သမီးတို့ဦးတည်ဆုံပြီးကလေးငယ်အပါအဝင်မြို့သားတို့ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ17ရက်နေ့မှာလည်းဖကတ်ပြူဟာကုန်းကနေလုံခင်အုပ်စုတော်မော်အတက်လန်းဂဒိမော်မဆာဘက်ကိုလက်နက်ကြီးဆက်တိုက်ဖိကတ်ခဲ့တာကြောင့်ကလေးငယ်တို့ဦးချက်မှန်တည်ဆုံခဲ့ပါတယ်။စစ်တပ်ဘက်ကနေရာပြန်ယူထားတဲ့လုံခင်မော်စီစာနမဖြစ်မော်ဝမ်းကြီးမော်ဝမ်းကလေးစရီနေရာတွေကိုရာနှုံးပြည့်ထင်းချုံနိုင်ဖို့အတွက်နိုဝင်ဘာလ6ရက်နေ့မှာဖကန့်ကာမိုင်းနေရာလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင်စစ်ကြောင်းတိုးတက်လာခဲ့ကြတာဖြစ်ပါတယ်ကျွန်မဟန္နာပါ